ကြည့်နော်ကိုရင်ကကနေတာမတားတဲ့အပြင် ဝိုင်းပြီးတော့တောင်မှမြောက်ထိုးပင်ကိုလှုပ်ပြီးကြသေးတယ်။အင်ဂုတ်ထူပါဠိတော်သဒုတ်ကနိပတ်သောဘနာတုံးမှာဘိက္ခုဘိက္ခုနီဥပါတကဥပါတိကာမဆိုတဲ့ဤပရိသတ်၄ပါးကပဲဤသာသနာတော်ကိုတင့်တယ်အောင်လှုပ်ပေးနိုင်တယ်လို့မြတ်စွာဘုရားကဟောကြားထားတယ်။ထို့အတူပဲဤပရိသတ်၄ပါးကပဲဤသာသနာတော်ကိုပြည့်စည်အောင်ဖြည့်ဆည်းကြလိမ့်မယ်လို့မြတ်စွာဘုရားကတဒ္ဓမ္မပရိရူပကတုံးမှာဟောကြားထားတယ်။ကိုရင်ဟာ ဘိက္ခုဆိုတဲ့စည်ရင်ထဲမှာအကျုံးဝင်တာကြောင့်ကိုရင်ကြောင့်လည်းပဲသာသနာတော်ပျက်စီးနိုင်တယ်နော်ဒါကြောင့်အခုလိုမျိုးမဖွဲ့မရာတွေလုတ်ပြီးတော့တိုင်းပေါ်တင်တာမျိုးတွေမလုတ်ပါနဲ့ကလေးပဲဆိုတဲ့အသည့်နဲ့ဖြည့်ပြီးတွေးပေးနိုင်တော်လဲပဲတရာတရားနှုတ်နေတဲ့တရားဒဂမတွေရဲ့အမြင်မှာတော့ကလေးဆိုတဲ့အတွေ့မတွေ့ပဲကိုရင်ဟာဒီလိုကရကောင်းသလားဆိုပြီးတရာတရားပျက်စီးသွားနိုင်ပါတယ်ဒါကြောင့်ဒီလိုမဖွဲ့မရာဗီဒီယိုတွေကိုလည်းတိုင်းပေါ်မတင်ပါနဲ့လို့ မေတ္တာရက်ခံပါတယ်နော်တီကောင်နဲ့ပရွက်စိတ်ကိုမမြင်ပဲနင်းမိလို့သိရင် အရေးကြီးပါသလားဖရာတဲ့ဓမ္မပဒပါဠိတော်ယမကဝတ်သက္ခုပါလမထေဝိတုမှာမျက်စိမမြင်ရတဲ့သက္ခုပါလမထေကြီးဟာဇင်းကြံကြွားတဲ့အခါမှာဥကောင်လေးတွေကိုမမြင်ပဲတက်နေမိတဲ့အတွက်ဥကောင်လေးတွေသေကုန်ပါတယ် အဲ့ဒါကိုအခြားသောဘေးကယဟန်တွေမြင်တဲ့အခါမှာကဲ့ရဲ့ရှုံချပြီးမြတ်စွာဘုရားထံကိုလျှောက်ထားတဲ့အခါမှာမြတ်စွာဘုရားကပေးစီလိုသောစိတ်မရှိ စင်ကြဲသောစိတ်ဖြင့်ဇင်းကြံကြွတာဖြစ်တဲ့အတွက်သက္ခုပါလမထေမှာအပြည့်မရှိကြောင်းမနောပုပ်ပင်ကမာဓမ္မမနောတိထာမနောမယမနတာစီပဒုထေနဘာတတိဝါကရောတိဝါတာတောနံဒုက္ခမနွေတိ စကံဝဝဟတောပဒံအစရှိသောဂါထာဖြင့်ဟောကြားတော်မူပါれ။ဒါကြောင့်ဘုရားရှင်ရဲ့ဒေသနာတော်ကို ထောက်ဆပြီးဖြေရမယ်ဆိုရင်မမြင်လို့ပဲတတ်နေမိသည်ဖြစ်စေမတော်တဆတတ်နေမိသည်ပဲဖြစ်စေစေရနာနဲ့လောက်တာမဟုတ်တဲ့အတွက်ကြောင့်အပြည့်မရှိပါဘူး။အပြည့်မရှိတဲ့အတွက်ငရဲမကြည့်ဘူးလို့မှတ်သားထားရမှာဖြစ်ပါれ။အရှင်ဘုရားကျန်တော်ကမတန်ဆွမ်းပါဘုရား အဲ့ဒါဘာအကုတို့လဲဖေရဘီစီလေးနဲ့ဖြေပေးပါဖေရတဲ့ခန္ဓာကိုယ်မတန်မဆန်းဖြေရတဲ့အကြောင်းရင်းကပါဏာတိပါဒကံဤစိုးကျိုးကြောင့်ဖြစ်ပါတယ်ပါဏာတိပါဒကံကိုကျွလွန်တဲ့ပုဂ္ဂိုလ်တွေဟာစိုးကျိုး23မျိုးရရှိနိုင်ကြောင်းခုဒကပါဒအထကထာမှာဖော်ပြထားပါတယ်အဲ့ဒီစိုးကျိုး23မျိုးကဘာတွေလဲဆိုတာကိုဦးစင်းဖတ်ပြမယ်နော် ပါဏာတိပါဒကံကိုကျူးလွန်တဲ့ပုဂ္ဂိုလ်တွေဟာတေလွန်တဲ့အခါမှာငရဲတို့ကြာရောက်ရပါတယ်။ငရဲကပြန်လွတ်လာလို့လူဖြစ်ပြန်ပြီးဆိုပြန်တော်လဲပဲ။တကိုအင်ကချွတ်တဲ့ချင်း၊နှစ်လုံးရဲ့အနေထားအချိုးစားမကြချင်း၊သုံးနှုံနေလေးဖင်ချင်း၊လေးခြေလက်ဖွားမညီချင်း၊ငါးမှလားပမတင့်တဲ့ချင်း၊၆အေးအစင်းမပြောင်းဝင်းချင်း၊ခုနှစ်အသားအေးကြမ်းတမ်းချင်း ရှစ်ကြောင်းယွန့်တက်ခြင်းကိုခွန်အားဗလမရှိခြင်း၁၀စကားပြပြစွာမပြောတက်ခြင်း၁၁ချစ်ခင်သူမရှိခြင်း၁၂မိမိပရိသတ်အကျဉ်းချင်းပြစည်းခြင်း၁၃ထိတ်လန့်တက်ခြင်း၁၄လက်နက်အစီဘေးတင့်တက်ခြင်း၁၅သူများပယောဂါကြောင့်သေရခြင်း၁၆တွေဝေမိုင်မဲခြင်း၁၇ချွေရန်ပရိသတ်နေပါခြင်း ၁၈၊ယွန်စရာကောင်းသောရုပ်အစင်းရှိခြင်း၁၉၊ကုန်းကော်သောကိုရှိခြင်း၂၀၊အကြောင်းကျစိုးရိမ်မှုများခြင်း၂၁၊ဘေးရန်များခြင်း၂၂၊ချစ်ခင်သောသားသမီးတို့နှင့်ကွေကွင်းရခြင်း၂၃၊အသက်တိုးခြင်းဆိုတဲ့စိုးကျိုး23မျိုးကိုခံစားရမှာဖြစ်ပါတယ်။ဒါဟာပါဏာတိပါဒကံကိုကျူးလွန်တဲ့ပုဂ္ဂိုလ်များခံစားရမိစိုးကျိုး23မျိုးပဲဖြစ်ပါတယ်။ ဖော်ပြပါစိုးကျိုး23မျိုးထဲမှာကိုအင်းကချွတ်တဲ့ချင်းလုံရဲ့အနေထားအချိုးစားမကျချင်းနှုံနှေးလေးဖြင့်ချင်းခြေလက်ဘဝမညီချင်းဆိုတာတွေဟာခန္ဓာကိုယ်မတန်မဆန်းဖြစ်တဲ့သူတွေမှာ ရှိတဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။ဒါကြောင့်ခန္ဓာကိုယ်မတန်မဆန်းဖြစ်ရခြင်းဟာပါဏာတိပါဒကံဤစိုးကျိုးကြောင့်ပဲဖြစ်ပါတယ်။အဆိုပါစိုးကျိုးတွေကိုအလိုမရှိဘူးဆိုရင်ယခုဘဝမှာပါဏာတိပါဒကံကို အထူးရှောင်ကြဉ်ရမှာဖြစ်ပါတယ်အရှင်ဖေရသောတာပန်တည်ရင် အပေတကားကတဘဝပဲပိတ်တာလားဘဝတိုင်းပိတ်တာလားဖြည့်ပြီးတော်မူပါဖေရတဲ့သောတာပန်တည်သွားပြီဆိုရင်ဒိဋ္ဌိနဲ့ဝိစီကိစ္စကွာပြီးတိလမြဲသွားတဲ့အတွက်နောက်ထပ်တစ်ဖန်အပေကြနိုင်စရာလုံးဝမရှိတော့ပါဘူး ဘဝအဖြစ်ခုနှစ်ဘဝသာနေရပြီးနောက်ဆုံးမှာနိဗ္ဗာန်ကို မျက်မှောက်ပြုရမှာဖြစ်ပါတယ်အရှင်ဖေယရေလှရာခြင်းအကျိုးလေးကို ဖြေပေးတော်မူပါဖေယတဲ့အရှိစင်းလှချမ်းသာရဗလဉာဏ်ပညာစင်ကြယ်တန်ရှင်းကြော်စောခြင်းမုကင်းချွေရန်ကရေလှအကျိုးဤစေမျိုး လင်ဖြိုးပြည့်စေရာဆိုတဲ့အတိုင်းရေလှူတဲ့ပုပ်ကိုယ်တွေဟာ၁အသက်ရှည်ခြင်း၂အစင်းလှခြင်း၃ချမ်းသာခြင်း၄ခွန်အားပလကြီးခြင်း၅ဉာဏ်ပညာကြီးခြင်း၆စင်ကြယ်ခြင်း၇တန်ရှင်းခြင်း၈ဂုံတရင်ကြော်သောခြင်း၉ငတ်မော့ခေါင်ပါခြင်းမှလွတ်မြောက်ခြင်း၁၀အချွေအယံပေါများခြင်းဆိုတဲ့ အကျိုးတရား10မျိုးကိုရရှိစေပါれမမောဘူးလားဖေယမေးတဲ့လူကလည်းမေးချင်တိုင်းမေးနေဖုံဖုံကလည်းဖြေပေးနေတဲ့ရုပ်ဝါဒတွေလွှမ်းမိုးမှုကြောင့်နံဝါဒတွေမှေးမိန်ပြီး ဘာသာရေးအသိဉာဏ်တွေစိုးရုပ်လာတဲ့ယခုလိုခေတ်ကာလမှာအမေးအဖြေလုပ်ပေးခြင်းဟာ မေးတဲ့လူအတွက်လည်းအကျိုးရှိတယ်လို့ဥစဉ်အတွက်လည်းကုသိုလ်ဖြစ်စေပါတယ် မင်းမြတ်တဲ့အလေးထားဟာကောင်းမြတ်တဲ့အလေးအထဖြစ်ပါတယ်။သူဘလူလင်မြတ်စွာဘုရားကမေးလျှောက်တဲ့ပု္ပ္ပာ၁၄ချက်ထဲမှာတချို့လူတွေကညံကောင်းပြီးတချို့လူတွေကဘာကြောင့်ညံမကောင်းရတာပါလဲဘုရားဆိုတဲ့အချက်တစ်ချက်ပါပါတယ်။အဲ့ဒါကိုမြတ်စွာဘုရားကညံကောင်းရတဲ့အကြောင်းရင်းဟာမေးမြန်းလို့ဖြစ်ပြီးညံမကောင်းရတဲ့အကြောင်းရင်းဟာမမေးမြန်းလို့ဖြစ်တယ်လို့ဖြေကြားတော်မူပါတယ်။ဟုတ်ပါတယ်။ ညံကောင်းတဲ့လူအများစုကိုတွားကြည့်လိုက်ပါသူတို့တွေဟာအမြဲတမ်းမေးမြန်းလေ့လာနေတဲ့သူတွေဖြစ်ပါတယ်ဒါကြောင့်မေးမြန်းခြင်းဟာကောင်းမြတ်တဲ့အလေးထားဖြစ်တယ်လို့ဖြေချပေးတဲ့သူအတွက်လည်းကုသိုလ်ဖြစ်စေတဲ့အတွက်ဥစဉ်အနေဖြင့်အမေးအဖြေလုပ်ပေးရတာဟာမမောပါဘူးနော်ငရဲပြည်တို့နတ်ပြည်တို့ဆိုတာတကယ်ရှိတာလားသူများနိုင်ငံတွေဆိုအာကာသလေရင်နဲ့ ဒီလကဘာအပြင်ဘက်တောင်သွားနေတာဘာနဲ့ပြေမှလည်းမတွေ့ဘူးတဲ့ဒီမန့်ပိုင်ရှင်လေးကိုဥစဉ်တနာမိပါတယ်နော်ရုပ်မှန်သမျအစင်းရှိပါတယ်သို့တော့အချို့အစင်းတွေကအလွန်အမတန်မှနူးညံ့တိမ်မွေ့လွန်းတာကြောင့်ပါမန်ပဂတိမျက်စိဖြင့်မမြင်ရပါဘူးမမြင်ရဘူးဆိုတာကမရှိလို့မမြင်ရတာမဟုတ်ပါဘူး ကိုကမြင်နိုင်တဲ့စွမ်းအားမရှိလို့ဖြစ်ပါတယ်။ငရေပြေနတ်ပြေတွေကို လူတွေကမြင်ရဖို့မဆိုထားနဲ့။အောက်အောက်သောနတ်ငယ်တွေမြမငယ်တွေတောင်မှ အထက်အထက်သောမြမကြီးတွေကိုမမြင်ရပါဘူး။အထက်အထက်သောမြမကြီးတွေကရုပ်ကြမ်းဖန်ဆင်းပြမှသာအောက်အောက်သောမြမငယ်တွေနတ်တွေကမြင်ရပါတယ်။ငရေပြေတွေနတ်ပြေတွေဆိုတာကကံကြောင့်ဖြစ်တဲ့ရုပ်တွေဖြစ်တာကြောင့် အလွန်အမတန်နှူးညံ့လွန်တဲ့အတွက်ပါမန်ပဂတိမျက်စိဖြင့်မမြင်ရပါဘူး။ငရေပြည်တွေ၊နတ်ပြည်တွေကိုမြင်ကျင်တယ်ဆိုရင်ဖျားရှင်က အခုလိုနီလန်ပေးခဲ့ပါတယ်။ဖျားရှင်ပေးခဲ့တဲ့နီလန်ကတမထဘာဝနာနီလန်ပဲဖြစ်ပါတယ်။တမထဘာဝနာကိုပွားများတဲ့အခါမှာပထမဇံကနေပြီးဒုတိယဇံ၊တတိယဇံ၊စတုတ္ထဇံ၊ပင်စမဇံအထိ အဆုံပွားများရမှာဖြစ်ပါတယ်။တခါပင်စမဇံကနေစတုထဇံတတိယဇံဒုတိယဇံပထမဇံထိအဆံပွားများရမှာဖြစ်ပါတယ်။အဲ့ဒီလိုအဆုံအဆံပွားများပြီးဝတိဖော်နိုင်မှသာစွမ်းအားတစ်ခုကိုရပါမယ်။အဲ့ဒီစွမ်းအားကတော့ဝေသောဖုံးကွယ်အပ်သောအလွန်နူးညံ့သိမ်မွေ့သောအစင်းတို့ကိုမြင်ရတဲ့နမျက်စိကဲ့သို့သောအမြင်အာယုံပဲဖြစ်ပါတယ်။ အဲ့ဒီနီးနဲ့ကြိုးစားအားထုတ်မှသာငရေပြေနတ်ပြေတွေကိုမြင်ရမှာဖြစ်ပါတယ်အဲ့ဒီနီးနဲ့ကြိုးစားအားထုတ်ခြင်းမရှိဘဲပါမန်လောကီပညာနဲ့လိုက်ကြည့်နေလို့ကတော့ငရေပြေတွေနတ်ပြေတွေကို လုံးဝမြင်ရမှာမဟုတ်ပါဘူးဒီမေခွန်းရဲ့လူရင်းအတိတ်ပဲကတန်ဃာတော်များဖူစေဘောလုံးကန်လို့ရပါသလားလို့မေးတာဖြစ်ပါတယ်ဖះရှင်လက်ထက်တော်အခါက ဖူဆယ်ကန္တာမပေါ်သေးတဲ့အတွက်ဝီနီးသိခါဘုတ်ထဲမှာဖူဆယ်မကန်ရလို့မပါပါဘူးသို့တော်လည်းပဲတန်ဃာတော်များရွာတဲ့ပြည်တဲ့သွားတဲ့အခါမှာတမနာတာရုပ ဖြစ်အောင်တေခိယသိခါဘုတ်နဲ့အညီသွားရပါတယ်ဖူဆယ်ဘောလုံးကန်တယ်ဆိုတာဟာတေခိယသိခါဘုတ်နဲ့မညီတဲ့အတွက်တမနာတာရုပမဖြစ်တာကြောင့်ကန်လို့မရဘူးဟု မှတ်သားထားရမှာပဲဖြစ်ပါတယ် အရှင်ဖေရမေခွန်းမေလျှောက်ခွင့်ပြုပါမုတ်ဆိုးတသက် တောင်ရတကွက်သဘင်တဲ့တရက်ဆိုတာကြားဖူးပါတယ်ရှင်းပြပေးပါအရှင်ဖေရတဲ့ဒါကအကုသိုလ်ညီမျှပုံကိုပြောတာပါ နော်မုတ်ဆိုးတသက်လုပ်တဲ့အကုသိုလ်နဲ့တောင်ရတကွက်မီရှို့တဲ့အကုသိုလ်ညီမျှတယ်လို့ပြောတာပါတောင်ရတကွက်ကိုမီရှို့တဲ့အကုသိုလ်နဲ့သဘင်တဲ့တညကပြတဲ့အကုသိုလ်ညီမျှတယ်လို့ပြောတာပါ नाले बाजी